Nouns look in general, plurals, ness, singular, so be not a mu sheep or no. So no tibita miame, a nene a Uma general, when we are talking about one person, animal, place, or things, use a singular noun. Nia the nia, three centimute, the modern lutazon te yao, you see the who who pure mess in general, singular nouns look done, Uma nene, a ship, the modesty an owl, see what it now? A train, the a woman, uh, a mutami, the yaw, no? You're a flower, band the point. So, e and go general, don't a singular noun, slope your kama. Uma, ma, and a nebo, no? An airplane, a bicycle, sabain disease, a boy, down it a bus, a comb, down peter a girl, a key, a letter. a map, a photograph, a refrigerator, a slide, a swing, a van. So ဒီ noun တွေရဲ့အရှိန်မှာကျွန်တော်တို့ a သို့မဟုတ် an ဆိုတဲ့စကားလုံးကျွန်တော်တို့တွေ့ရတယ်။ဒီစကားလုံးတွေတွေ့ရတဲ့ကျွန်တော်သိရမယ့်အရာတစ်ခုအတိအကဒီဟာတွေကပစ္စည်းတစ်ခုသို့မဟုတ်နေရာတစ်နေရာတရိစံတက်ကောင်သို့မဟုတ်လူတစ်စုံတစ်ယောက်ကိုပြောနေရဆိုတော့ကျွန်တော်နားလည်ရမှာဖြစ်တယ်။ Okay ကျွန်တော်ဆက်ကြည့်အောင်ပေါ့နော်။ဆိုတော့ AN ကိုဘယ်လိုသုံးမလဲ။ a n ကကျွန်တော် vowels ရဲ့အရှိမဆိုရင်ကျွန်တော်က n ကိုသုံးတယ် vowels တနည်းအားဖြင့် a e i u o အဲ့ဒီအတန်းလေး light ထွက်ကြည့်ပေါ့နော် a e a u o ထွက်တဲ့ခါမှာကျွန်တော်ဒီရှာကဒီပါဇက်ထဲကကျွန်တော်ပေါ့နော်ဒီသွားကျွန်တော်ကဘာမှမထည့်ပဲနဲ့ကျွန်တော်ဒီအဆုတ်ကနေလေကိုတန်းပြီးတော့အပြင်မုတ်ထွက်တော့မှာ a e u light ထွက်ကြည့်ပါနော် ဆိုအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့က A E I O U ဆိုတာကျွန်တော်အလွယ်မှတ်တာပေါ့နော်အမှန်တူရဲ့အတန်နဲ့ကျွန်တော်သတ်မှတ်တာဖြစ်တယ်ဆိုတော့ပထမဆုံးတစ်ခု N X နောက်ပစိတစ်ခု N X ချက်ဥတလုံး an envelope site a an ice cream ရေရေကဲမုန်တစ်ခု an igloo igloo ဆိုတာကျွန်တော်ရေကဲနဲ့ဆောက်တဲ့အိမ်လေးကိုပြောပါတော့ကျွန်တော်ကတ်တုန်ကားတွေမှာဆိုတွေ့ရတယ် an orange an umbrella an uncle ဆိုတော့ဒီစကလုံးတွေက AEIOU နဲ့စတယ်ပြီးတော့သူတို့ရဲ့အတန်ထွက်က vowels ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်အရှိမအင်ငူသုံးတာဖြစ်တယ်နောက်တစ်ခုအနေနဲ့ but some words don't follow this rule အစကလုံးတိုင်းက r e u a o e e i u နဲ့ဆုံးတဲ့ n ထည့်ရမှာလား u အရှိမဆဲကျွန်တော်တို့က a ပဲသုံးတဲ့ n မသုံးဘူးပေါ့နော် use a not n before this word begin with you တော့အင်္ဂလိပ်စာမှာ twin ချက်အများရှိတယ် ဆိုဥပမာအနေနဲ့ a uniform ပြီးတော့ a university တက္ကသိုလ်ရှိမှာ unit စာရဲ့ဒါပေမဲ့ကျွန်တော် A သုံးတယ်ဆိုဒီဟာကသူ့ train ချက်ဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့အင်္ဂလိပ်စာမှာ vowels ရှိရဆိုရင်တရရှိရင်ကျွန်တော်တို့အာ consonants ရှိရမှာဖြစ်ပါတယ် bk ရတယ်ပေါ့နော် consonants ရဲ့အရှိမဆိုကျွန်တော် a သုံးတယ်ဥပမာအနေနဲ့ a basket ချင်းတစ်ခု a bowl ပကံတလုံး a car a hill a house, a rainbow, a monster, a pillow, a watch, a zoo. These are colonia, consonant and side. The near to E, I will it the colonial, no? Adia to consonants look corrupt today. Not to go out, but some words don't follow this rule. Consonants look your be met actually, the rules come aligna, Ubaman in Evono. A and don't read up a maton who better manage H. နဲ့စားရစကလုံးနဲ့ an air အမေရိကန်နေ an honor computer ရ yeah? an hour night to night တဒီစကလုံးတွေက h တင်းနေစားတယ်ဒါပေမဲ့ကျွန်တော်တို့က h ကိုမကြည့်ဘဲနဲ့အနောက်ကစကလုံး e o o အဲ့ဒီစကလုံးကိုကြည့်ပြီးတော့ n ထည့်ရဖြစ်ပါတယ်ဆိုတော့ h နဲ့စားတိုင်းနဲ့ a လုံးတာမဟုတ်ဘူး a e i o u နဲ့စားတိုင်းနဲ့ n မသုံးဘူးအဲ့ train ချက်တစ်ခုရှိရပါတော့เนาะခုနကကျွန်တော်တို့ပြောတဲ့ဟာပါเนาะ u နဲ့စားရင်ကျွန်တော် a သုံးပြန်ရော ပြီးတော့ဒီဘက်မှာ h consonant နဲ့စပြီးမဲ့ n တုံးရတယ်။ဒါဒီ trencher လေးကသူတို့ခုနကတော့တတ်မှတ်ထားစီးပြီးစီးကမလိုက်နိုင်တဲ့ off ထဲမှာပါတယ်။ဒီဟာကိုကျွန်တော်မှတ်ထားမယ်ဆိုရင်အာကျွန်တော်တို့ဒီစကားလုံးလေးကျွန်တော်စောင်းတွေမှာဖတ်တဲ့ခါမှာဘယ်ထဲမှာ a တော့မလဲ n တုံးရမလဲဘယ်ထဲမှာ the တုံးရမလဲကျွန်တော် article stem စပါပေါ့နော်။ဒါဒီစကားလုံးလေးကိုကျွန်တော်တို့အာနားထဲမှာဖြစ်တယ်။ဆိုတော့ဒီနေ့အနေနဲ့ပေါ့နော် အလေးလာတဲ့ concept တစ်ခုက singular noun ဖြစ်ပါတယ်ကျွန်တော်တို့နာမ်ကိုကျွန်တော်တို့အနေကိဘယ်လိုတောင်းလဲဆိုတဲ့ဟာလေ့လာသွားတာဖြစ်ပါတယ်ဆိုတော့တစ်စုံတစ်ခုရမယ်လို့ကျွန်တော်ယုံကြည်တယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ပါမယ်